โอเคပါကျွန်တော်တို့အခုဒီမှာကြောင်မဲမျိုးနဲ့အစပေါ့နော်ဒီကျိုးစိုးပိုင်းဆိုင်ပုံနာလေးတော့ရောက်ရှိလာပြီအရှိဆက်ပြီးတော့ကြောင်မဲမျိုးတွေကိုဝင်ပါမယ်အဲကျွန်တော်တို့သိရတဲ့လောက်ကတော့ဒီအခုဖြတ်လာတဲ့လမ်းမှာလမ်းတစ်လျှောက်လုံးမှာဆိုလို့ရှိရင်ဒီရှမ်းတိုင်းရအလံလေးထောင်းထားတာကျွန်တော်တို့တွေ့ရတယ်အဲဒီမှာစိတ်အချင်းပြောရလို့ရှိရင်ပေါ့နော်အဲဒါဒီရှမ်းပြည်နယ်ရှမ်းတိုင်းသားတွေရဲ့ရှမ်းလူမျိုးတွေရဲ့အများစုပေါ့နော်ရှမ်းလူမျိုးတွေအများစုနေထိုင်ရရှမ်းပြည်နယ်ဖြစ်တဲ့ဒါငါတို့ရဲ့ပိုင်နက်ဆိုတော့ ဟိုအထိတ်ပဲနဲ့ဒီ DNA လေးဘလောင်တောင်းကျန်းသူအကျန်းဖတ်ပြီးအသိရှိအောင်ကျူးကျော်လာတဲ့လက်နက်နဲ့တိုက်ပြီးကျူးကျော်လာတဲ့ဒီဘလောင်တောင်းကျန်းသူတွေသိရှိအောင်လို့အရှမ်းတိုင်းသားတွေနဲ့ညီညီညွတ်ညွတ်နဲ့ငါတို့ရှမ်းပြည်နယ်ရဲ့ဘိုင်းနဲ့ဖြစ်တယ်လို့ကျူးကျော်တဲ့အမည်နဲ့သူတို့အိမ်တိုင်းစီနေပါလို့လို့ဒါရှမ်းတိုင်းသားအလံလေးထူထောင်ထားရလို့ကျွန်တော်တို့အယူဆမိတယ်။အဲ့တော့ကျွန်တော်ဒီကနေ့ကြောင်မဲမျိုးတွေကိုဝင်ပါမယ်။ကြောင်မဲမျိုးတွေမှာဆိုလို့ရှိရင်ကျွန်တော်ဒီ lineup မှာတွေ့ထားတဲ့ဟိုမိသားယုံနေတရားယုံနေပြင်ပြီးသူစေယုံကြီးတွေထားတဲ့ဒီအကျမ်းဖတ်တောင်းကျန်းသူတွေဖြက်စီးတော့တာတွေရှိရပါတော့။ဆိုတော့သူတို့ရဲ့ဖြက်စီးတဲ့ဖြက်စီးတော့တဲ့ ဟာတွေပြီးရင်စစ်ဘေးစစ်တမ်းကြောင့်မလို့ဒီကြောင်မဲမျိုးလက်ရှိပြည်စည်းဆုံးချုပ်နေတဲ့အနေအထားတွေပြီးရင်ဒီနိုင်ငံတော်အစိုးရကနေပြီးတော့ဒီမှာဒါပြန်လည်တိဆောက်ရေးတွေလုပ်နေတဲ့အပိုင်းတွေပြီးရင်ကြောင်မဲဒေသခံပြည်သူတွေပြန်လည်ဝင်ရောက်နေထိုင်နေမှုအပိုင်းတွေဒါတွေကိုကျွန်တော်တို့တွားရောက်ပြီးတော့လေ့လာရေးကုသမှာဖြစ်ပါရှင်။ဒီမှာနဲ့ဒီလိုကြောင်မဲမျိုးယူလိုက်ခဲ့ကြပါအောင်။အားလုံးပဲမင်္ဂလာပါဒီကနေ့မှတော့ရှမ်းမြောက်စီရဲ့အခြေအနေနဲ့ပတ်သက်ပြီးဒဇယ်ဦးကိုတိုင်ပြောလာသည်မို့ အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာပြန်လည်ထင်ကြုံလိုက်ပြီဖြစ်ပါတယ်လေးကေကော်မျိုးတင်းတက်ပွဲဆိုတာကတော့ဒီအရင်မြစ်တွေအများကြီးတော့မရှိဘူးဆိုတော့အကြမ်းဖက်သမားတွေရဲ့လူကအရင်မြစ်ကိုတော့အများကြီးတိုက်ဖြတ်နိုင်တယ်လို့ဆိုရမှာဖြစ်ပါတယ် ။ဒါကြောင့်လဲဆိုရင်ဒေါနာတောင်တန်းတကျော်လုံးကိုဖြတ်တော့ပိတ်ဆို့ထားတဲ့တာဘောဥဆောင်တဲ့32ပြူဟာအပါအဝင်ပင်ရင်လက်နက်ကိုင်တပုံ KNU KNL KDL နဲ့ဒီပတ်ပြောင်းနေတဲ့ PDF KNU KNA နောက်ပြီးတော့ DGP စတဲ့အဖွဲ့ကြီးရဲ့နိုင်ငံရေးအောက်လုံးထိုးမှုတွေနောက်ဘက်ကနေတမတော်နဲ့နိုင်ငံတော်ငင်းငယ်ရေး NCA ကိုအကောက်အွယ်ပြုပြီးတော့ခွန်စားနေတဲ့အကျိုးစီးပွားတွေကိုအပြန်အလှန်ပြုနေတဲ့အဖွဲ့ကြီးရဲ့လူသားအရင်းမြစ်တွေအများအပြားကိုတိုက်ဖြတ်နိုင်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။အားလုံးလည်းဆိုလို့ရှိရင်မြောက်ရီမျိုးကိုအမိတဲဟဲပြုပြီးတော့ကရင်လက်နက်ကိုင်တပုံ KNU ကမက်ထော်သလေးမှ KK ပဲ DGP ကမင်းလက်ပံနဲ့ဘလူးကြောက်ခဲ့ ဒီဒေသတွေမှာဒီကြားခက်လုံငန်းတွေကိုအခြေပြုလှုပ်ရှားနေကြတာတွေရှိပြီးတော့မိဂေကုံမျိုးရဲ့တောင်ပတ်နဲ့မြောက်ဖက်မှာရှိနေတဲ့လက်ခက်ကောင်နဲ့ဆွေတော်ကုန်းကို KNU အပါဝင် NGP ပြည်ဖို့စုတွေရဲ့ဝိုင်းဝန်းတိုက်ခိုက်မှုတွေမှာအကောက်အွယ်ပြုခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့ဒီတက်မိုစစ်ကြောင်းရဲ့အားလုံးကအာရှလမ်းမကြီးဒေါနာတော်ဆက်စင်ရေးကိုလည်းထုတ်ဖောက်ဝင်ရောက်ချိတ်ဆက်တိုက်ခိုက်နိုင်ခဲ့ပြီဖြစ်ပြီးတော့မြောက်ရီရဲ့တောင်ပတ်ချမ်းမှာရှိနေတဲ့မိဂေကုံမျိုးတင်တဲ့မိဂေကုံမျိုးရဲ့ရှင်းအောင်ပြည်ပညာမှာရှိနေတဲ့ကြွားရဲဖြစ်တဲ့ Email Walkie နောက်ပြီးတော့ဒီဘလူးရတဲ့ကိုကြောက်ကိုစားတဲ့နေရာတွေကိုလည်းထိန်းချုပ်နိုင်ခဲ့ဖြစ်ပါတယ်။ အခုတော့ဒီလူပိကောမြို့ကိုတက်မလို့စစ်ကြောင်းနေတာတရုတ်နိုင်ငံပြည်ဖြစ်ပြီးတော့အော်တိုဘာ9ရက်နေ့ကလည်းရေကီကောမြို့ကိုတက်မလို့ကပြပတ်ထင်းကျုံလိုက်တာဖြစ်ပါတယ်။ရေကီကောမြို့ကိုမထင်းကျုံခင်တက်မလို့စစ်ကြောင်းနေတဲ့ဒီမူလတီကီပီမူလပီဂျက်ခွဲကတက်မလို့စစ်ကြောင်းနေတဲ့အတူတူပူပေါင်းစစ်ဆင်ရေးကိုဆောင်ရွက်ပေးခဲ့ပါတယ်။ဆိုရင်တော့ရေကီကောမြို့ရဲ့ဘေးပတ်ဝန်းကျင်ကရွာတွေမှာဝင်ရောက်ပြီးတော့အကြမ်းဖက်သမားတွေရဲ့စုဖွဲ့နိုင်တဲ့နေရာတွေကိုကင်ထောက်ပြီးလက်နက်ဒီလက်နက်တွေပြစ်ခတ်မှုတွေလည်းပြုလုပ်ခဲ့တယ်။ လေကိကွန်မျိုးတင်တဲ့ဘွဲကတော့လက်နက်ကြီးလက်နက်ငယ်ပြစ်ခတ်မှုဆိုတာတဲ့ sniper တင်းနဲ့ sniper အခွင့်ရရဲ့ lesson ပြခဲ့တဲ့တပ်ဘွဲလို့ဆိုရမှာဖြစ်ပါတယ်။လေကိကွန်မျိုးတင်တဲ့ဘွဲမှာဒီ sniper လက်ဖြောင့်တက်တွေအနေနဲ့ဆက်စွမ်းရည်တွေပြခဲ့တာကတော့ပြည်သူစစ်ကညီညွတ်ဖြစ်တယ်ဆိုတာကိုသိရတဲ့အတွက်အများကြီးလဲကွန်ယူရပါတယ်။အချိန်တုန်းကပြည်သူစစ်တွေခေါ်ဆောင်တဲ့အချိန် ဒီစစ်ကြောင်းတွေကိုနောက်ကနေပြစ်ပြီးတော့ပြန်ပြီးလှည့်ပြေးမယ်လို့ယူဆကြတဲ့အဖွဲ့တွေအလုံးလည်းမှန်သက်သွားစီပြီးဖြစ်ပါတယ်။အခုဆိုရင်တမန်စစ်ကြောင်းတွေနဲ့အတူဒီပြည်သူ့စစ်ညီငယ်တွေရဲ့အားကျွမ်းတဲ့ဆောင်ရွက်မှုတွေအရေးချင်းပြပမှုတွေကြောင့်အကြမ်းဖက်သမားတွေကိုစစ်မျက်နှာပေါင်းစုံမှာဝိုင်းဝန်းတိုက်ခိုက်လာနိုင်ခဲ့တာကိုလည်းကျွန်တော်တို့တွေ့ရပြီးဖြစ်ပါတယ်။ဒီနေ့မှာဆိုလိုရင်းကိုပြန်ဆက်ရရင်တော့လေကိကုံမျိုးသိမ်းတဲ့ဘွဲကိုပြီးခဲ့တဲ့စက်တင်ဘာ၁၈ဆက်ကိုဝင်းညင်တွေကစတင်ခဲ့တာဖြစ်ပြီး၂၁ရက်နေ့မှာတော့လေကိကုံမျိုးသိမ်းတဲ့ဘွဲကိုတင်းတာလာဆောင်ရွက်လာခဲ့တာဖြစ်တယ်။အဲဒီနောက်မှာပဲလေကိကုံမျိုးသိမ်းတဲ့ဘွဲကိုဆောင်ရွက်နိုင်ရဲ့အတွက်ဒီနေ့မှာရှိနေတဲ့လက်လက်ကန်တဲ့ဘွဲလေးဘွဲရဲ့ ဘက်မှာရှိနေတဲ့ကျိုးစီးပွားတွေအပြင်းအထန်ကျိုးစီးပွားပြမှုတွေကိုလည်းခွဲထုတ်နိုင်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ဒါကြောင့်လဲဆိုရင်ပြီးခဲ့တဲ့ရက်ကဆွေချက်တူရဲ့တက်နယ်နဲ့အထက်မှာ KNLPC, DGF, KNN နဲ့ DGB အဖွဲ့တွေတွဲဆောင်ပြီးတော့ဒီလိုလဲရှိညဉ့်ညံ့ရင်းနဲ့အပြင်းပြင်းကအခြေအနေတွေအနာဂတ်နဲ့ပတ်သက်ပြီးတော့တွဲဆောင်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးတော့ပြည်ရန်လက်နက်ကန်တဲ့ပေါ် KNU မှာတက်ရောက်ခဲ့တာကိုလည်းတွေ့ရပါတယ်။ ဒီလိုတွဲဆုံမှုတွေရဲ့နောက်ဆက်ပြင်းမှာတော့ကရင်လက်နက်ကန်တော်က KNU နဲ့ PKB PGF စတဲ့တစ်ဖက်ခွစားနေတဲ့အဖွဲ့တွေရဲ့အကျိုးစီးပွားတွေအနေနဲ့နောက်ပြီးတော့ခံယူချက်တွေတရားပေါ်တရားရှုမြင်မှုတွေတားလည်းတိတိကျကျကြောင်းလာကြပြီဖြစ်ပါတယ်။အဲဒီတွဲဆုံမှုပြီးကလေးကပဲ၄ကောင်မျိုးတင်တက်ခွဲနဲ့ပတ်သက်ပြီး KNU လက်နက်ကန်အဖွဲ့စီရဲ့အုံချကန်တာပေါ်အုပ်ဆောင်တဲ့30နှစ်ပြူဟာ NUGPP အုပ်စုတွေရဲ့ PDF အဖွဲ့တွေက၄ကောင်ကနေတဲ့ရွှေစုပ်ခွာနေကြတာရှိတယ်။၄ကောင်မျိုးဖြစ်အောင်ရုံးစင်းစကန်စားတဲ့နေရာတွေကနေတဆင်ဆွဲတော်ကုန်းရဲ့ဂျားကိုလည်းစုပ်ခွာနေကြတယ်ဆိုတဲ့သတင်းတွေရရှိတဲ့အတွက်အစစ်အစစ်သတင်းတင်ပြမှုတွေနဲ့အတူအကြမ်းဖက်သမားတွေရဲ့စုပ်ဖွဲ့နေရာတွေကိုကြိုတင်ကင်းထောက်တာတွေလက်နက်ကြီးဖြစ် ်ခတာတွေနဲ့ပြုလုပ်ပြီးချိတ်ဆက်ကောင်းစီနိုင်ခဲ့တာဖြစ်ပါတယ်။ဒီနောက်မှာပဲဒီထိုင်းနိုင်ငံနေဆက်အနေနဲ့ရှိနေတဲ့ Team Marketing Method တွေအင်ဂျင်နီယာ အဲ့လိုကြောက်ခက်စားတဲ့ဒေတာတွေအနည်းမှာလည်းရပ်ပတ်သမားတွေရဲ့စုဖွဲ့နေရတွေကိုပိတ်ဆို့ထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့မနေ့ကထီတော့ဘလူးမှာပြည်ရန်လက်နက်ကန်တဘောက KNU အဖွဲ့ဝဲတစ်ဖွဲ့ကဒီလမ်းပေါ်မှာစကြေကိတ်တွေတော့ကောက်နေစေလို့သိရပါတယ်။ဒါပေမဲ့လည်းတမောက်ဆက်ကြောင်းတွေကလီဂ်ကော်မြူကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းကပြည်ပြည်နယ်မှာရှိနေတဲ့ဂျပ်ဖက်သမားတွေကိုဖားနဲ့ငါပို့ပြီးတော့ပုံကပြပြမြင်သွားရစေတာဖြစ်တယ်လို့ပြည်ရန်လက်နက်ကန်တဘောက KNU ရဲ့ဒီအတူချခံဖြစ်ခဲ့တဲ့တာဘောအဖွဲ့နောက်ပြီးတော့ NUG ပြည်ပြည်အုပ်စုတွေပေါ်မှာရှုမြင်မှုတွေကိုလည်းသိသိတာတာထင်ထင်ရှားရှားမြင်တွေ့လာရပါတယ်။ဘာကြောင့်လဲဆိုတော့ရှင်မဲထော်တလီမှာရှိနေတဲ့ KNU ရဲ့ KK Park မှာအကျိုးစီးပွားတွေကြားဖြတ်လုပ်ငန်းတွေအများကြီးရှိနေပေမဲ့ ဖက်မှာတော့ရေကြီးကုံမျိုးတင်းတဲ့ဘွဲအပြင်ဝမ်ဝဲပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့အဖွဲ့တွေကိုဝင်ရောက်ခွင့်တားဆီးခဲ့တာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ကရင်လက်နက်ကန်တပုံ KNU ကသူတို့ရဲ့အကျိုးစီးပွားတွေရှိနေတဲ့မဲထော်တလေး KK ပတ်ပတ်ဝန်းကျင်မှာ KNU ကအဖွဲ့တွေပေါ့ KDL နောက်ပြီးတော့ NUG ပြည်ပြည်အုပ်စုကထိခိုက်သေးဆုံးတောင်ခံရုံနေတဲ့အဖွဲ့တွေကိုဝင်ရောက်ပြီးဖိတ်ဆို့ခဲ့တာဖြစ်ပါတယ်။အဲဒီအတွက်ဒီလေးကောမျိုးသိတဲ့ဘက်ကနေစုခွာသွားတဲ့အဖွဲ့တွေဆရာကောအနည်းမှာစုဖွဲ့နေတဲ့အဖွဲ့တွေနဲ့မင်းလက်ပံခလုတ်ကကနေပြန်လည်ပြီးပေါင်းစည်းဖို့ပြည်ရမရဖြစ်နေတဲ့အဖွဲ့တွေအားလုံးတကတော့ကဲကိုအကြက်တဲတခုနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ဒီလိုအကြက်တဲတွေနဲ့ကြုံတွေ့နေရတဲ့တစ်ဖက်ကလည်းတမန်ဆစ်ကြောင်းတွေထိုးစစ်ဆင်တိုက်ခိုက်မှုတွေနဲ့ကြုံတွေ့နေရတဲ့အခြေဘယ်သူမှတောင်းမခံနိုင်တော့ဘဲနဲ့စိတ်ထဲကြီးကလည်းပြပြလာကြတယ်။ဒီလိုနေအမြထိခိုက်သေးဆုံးမှုတွေလည်းကြုံတွေ့နေရပါတယ်။တမန်တော်ဘက်ကလည်းဒီမင်းလက်ပံဘလူးမှာရှိနေတဲ့အကြံဖက်သမားတွေထောက်ပို့တွေစုဖွဲ့နေရကိုလည်းကာမီကာဇီတွေ suicide drone တွေ ဲ့သွားရောက်တိုက်ခိုက်နိုင်ခဲ့ပြီးတော့ဆွေရောကိုတပ်ဝင်းချင်းမှာရှိနေတဲ့ကျန်းသက်သမားတွေစုဖွဲ့နေရာတွေကိုလည်းသွားရောက်ပြီးနေမြင့်ရှင်လေးဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ် အဲ့ဒီတော့လာပြည့်နေမတိုင်ခင်မှာပဲတက်မတော်ကလေးကီကော်မျိုးကိုပြန်လဲထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်ဆိုတော့လေးကီကော်မျိုးကိုတက်မတော်ကပြန်လဲထိန်းချုပ်ခဲ့တဲ့အနေနဲ့ပြန်တွက်မယ်ဆိုရင်တော့လေးကီကော်မျိုးက၁ခုမြောက်မျိုးအနေနဲ့သတ်မှတ်ရမှာဖြစ်ပါတယ်အဲဒါကတော့ဒီပြင်ပြင်းထဲမှာရှိနေတဲ့စီးအခြေအနေကနေအောင်မြင်မှုတွေရရှိခဲ့တဲ့တစ်ဖက်မှာလည်းလူသားအချင်းချင်းဆုံးရှုံးမှုတွေနေ့စဉ်တိုင်းမှာထိခိုက်သေဆုံးမှုတွေနဲ့ကြုံတွေ့နေရပြီးတော့တာဘုတ်ဥဆောင်တဲ့၃၀နှစ်ပြိုဟာကတတဲ့နဲ့စစ်ကြောင်းဘီနိုစစ်ကြောင်းကော့ဘရာစစ်ကြောင်းတွေအနေနဲ့၃ခုပေါင်းလို့တော့တရင်တော့မရှိတော့တဲ့အခြေအနေတွေဖြစ်သွားတာပါ လက်နဲ့ချတာတွေအလင်းဝင်တာတွေလည်းအများကြီးရှိခဲ့တယ်။ဖက်ပြောင်းခုလုံတာတွေလည်းအများကြီးရှိခဲ့တဲ့အတွက်တာပေါ်ရဲ့နေစဉ်ရက်တိနိုင်ရေး AC ရင်းမဲ့အပါဝင်ထောက်ခံအားပေးနေတဲ့ထောက်ပို့တွေရဲ့နေစဉ်ဖြတ်တန်းမှုတွေအလုံးဝင်တဲ့ထောက်ပို့ငွေတွေကိုပုံပြီးတော့နေစဉ်ရှင်းတန်းမှုတွေပြုလုပ်နေတယ်။အကြမ်းဖက်အားပေးတွေရဲ့နေစဉ်ဖြတ်တန်းမှုတွေနဲ့အနာဂတ်တွေကလည်းမြေမြန်ဖြစ်လာပြီးဖြစ်ပါတယ်။ဒီကိစ္စမျိုးကိုလက်လွတ်ရခြင်းက KNU လက်နက်ကန်အပါဝင်တချို့သောခွာစားနေတဲ့အဖွဲ့အစည်းတွေကိုတို့လူနိုင်ငံတော်ထူထောင်မယ်လို့စိတ်ကူးရင်တွေအဖွဲ့တွေအတွက်ကတော့အိမ်မဲဆုံးတစ်ခုအနေနဲ့တတိပေးလိုက်တယ်လို့ဖြစ်လာပါတယ်။ ထပ်မံပြီးတော့လည်းတမတော်စစ်ကြောင်းတွေကတောင်ဘက်အချမ်းမှာရှိနေတဲ့ဗိုလ်လိနေဒေသဖလူမဲကလီစိုးရိမ်ဒေသတွေအထူးကိုနေရှင်နေဆောင်ရွက်သွားဖို့အလားအလာရှိနေပါတယ်။အခုဆိုရင်တော့ဒီဆေးရုပ်ချုပ်ရေးကြေညာထားတဲ့ရက်90အတွင်း60ကျော်သွားပြီဖြစ်ပါတယ်။ 66ရက်ကြာမြင့်လာပြီဖြစ်ပြီးတော့တမတော်ကဆက်လက်ပြီးနေမရှင်လေးတွေဆောင်ရွက်နေတဲ့ထိုးစစ်ဆင်တက်ခတ်မှုတွေကိုလည်းပြုလုပ်နေဆဲဖြစ်ပါတယ်။အဲဒီသတင်းနဲ့ဆက်ဆက်ပြီးတော့တင်ဆက်ရရင်တော့ကလောင်လဲနဲ့ကန်တဘောတရားနယ်လေးထိကျုပ်ထားတဲ့ရှက်မြောက်ကသတင်းလေးကိုဆက်ဆက်တင်ဆက်ပေးတော့ချင်ပါတယ်။ဒါကတော့တမတော်စစ်ကြောင်းတွေထိုးစစ်ဆင်တက်ခတ်နေတဲ့ဒီဘောမျိုးကိုတမတော်ကတင်နေ9နာရီ၄၀ကျော်မှာလေကြောင်းတက်ခတ်ကိုပြုလုပ်ခဲ့ပါတယ်။တပြိုင်တည်းဆိုသလိုပဲကလောင်လဲနဲ့ကန်တဘောတရားနယ်လေးတွေထိကျုပ်ထားတဲ့နမ်တူမျိုးကိုလည်းလေကြောင်းကနေတော့ရောက်တက်ခတ်ကိုပြုလုပ်ခဲ့ပါတယ်။ အခုအော်တိုဘာ၄ရက်နေ့ထိတမတော်ရေလေကြောင်းတိုက်ခိုက်မှုကိုပြန်ကြည့်ရင်ဒီဘောမျိုးက၄ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်ခံထားရပါတယ်။အော်တိုဘာ၂ရက်နေ့ကတစ်ကြိမ်အော်တိုဘာ၄ရက်နေ့ကတစ်ကြိမ်အော်တိုဘာ၅ရက်နေ့ဒီနေ့အော်တိုဘာ၆ရက်နေ့ကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပြီးတော့ဒီနမ်တိုဆိုလို့ရှိရင်လေအော်တိုဘာ၂ရက်နေ့နဲ့ဒီနေ့အော်တိုဘာ၆ရက်နေ့မှာကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။နမ်တိုဆိုတာကတော့ဘလောက်လက်နက်ကန်တဲ့ပုံ DNL တွေရဲ့အဓိကအရင်းမြစ်တွေရှိနေတဲ့နေရာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အော်တိုဘာ၂ရက်နေ့လေရောင်းတက်ခိုင်းမှုကတော့ဒန်လူရဲ့မြောက်ဘက်မှာရှိနေတဲ့ပါဟက်ရက်ကက်ရှစ်ဘက်ကပလောင်လက်နက်ကင်တော်တီအန်အလီနဲ့အကြမ်းဖက်သမားတွေစုဖွဲ့နေရကိုဒီကြောင်ကတက်ခိုက်ခဲ့တာဖြစ်ပြီးတော့ဒီနေ့တက်ခိုက်မှုကတော့နေမြင့်နဲ့မြို့နယ်ဒေသကိုလေကြောင်ကတက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒီလေကြောင်တက်ခိုက်မှုနဲ့ပတ်သက်ပြီးအကြမ်းဖက်အားပေးမီဒီယာတွေကတော့တက်မတော်ကဗပြင်းနေကြီးအပြီးတမအခါနေကြီးမှာလေကြောင်တက်ခိုက်မှုပြုလုပ်ခဲ့တယ်ဆိုပြီးတော့နိုင်ငံရေးအောက်လုံးတွေထိုးခဲ့ပေမဲ့ပြီးခဲ့တဲ့ကြောင်မဲမြို့သိန်းတိုက်ပွဲကိုပြန်ကြည့်ရင်ပလောင်လက်နက်ကင်တော်တီအန်အလီကြောင်မဲမြို့ကိုမင်းရှုဖျက်ဆီးသွားတဲ့နေ့စက်တင်ဘာ30ရက်နေ့ကလည်းရဲရဲစားနေဖြစ်ပါတယ်။ပြောရရင်တော့ တန်တောင်းရှိအေအေတိမ့်ပိုက်ထားသည့်လေတာတောင်သို့စစ်ကြောင်းထိုးတက်လာသည့်စစ်ကော်မရှင်တပ်အလောင်းများဆွဲပြီးပြန်ဆုတ်ပြေးရာပဲခူးတိုင်းအနောက်ချမ်းပတောင်းမြို့နယ်တွင်တွင်စစ်ကော်မရှင်တပ်ကခင်းတို့လွတ်လွတ်လပ်ရသည့်လေတာတောင်ကိုစစ်ကြောင်းပြန်ထိုးရာထိနာပြီးပြန်ဆုတ်ခွာထွက်ပြေးရာကြောင်းသိရသည့် အာရခတတော် AA ထိန်းချုပ်ထားသည့်လေတာတောင်ကိုယမန်နေ့အောက်တိုဘာ6ရက်နေ့နက်ပိုင်းတွင်အင်အား300ကျော်ပါစစ်ကော်မရှင်စစ်ကြောင်းကဒရုန်းနှင့်လက်နက်ကြီးများပါတုံး၍စစ်ကြောင်းထိုးတက်လာရာ AA ကတံပြန်တိုက်ခိုက်ခဲ့သည့်အတွက်စစ်ကော်မရှင်တပ်ဖွဲ့ဝင်များထိခိုက်ဒေဆုံးမှုများခဲ့ကြောင်းသိရသည် စခန်းကုန်းကိုပြန်ရရမယ်ဆိုပြီးတက်လာတာမလာခင်လက်နက်ကြီးတွေ drone တွေအရင်လွတ်တာအဲ့ဒါကမှဒီဘက်ပူပေါင်းအဖွဲ့ကတံပြန်ထိုးစစ်နဲ့တိုက်ချိန်မှာအလောင်းတွေဆွဲပြီးပြေးရတာဟုစစ်ရေးတရင်ရင်မြစ်ကအေယာဝတီတိုင်းကိုပြောသည့် AA တပ်ဖွဲ့ဝင်များသည့်စစ်ကြောင်းထိုးတက်လာသည့်စစ်ကော်မရှင်တပ်ကိုကြားဖြတ်က drone များလက်နက်ကြီးများဖြင့်ပါဝင်ရောက်တိုက်ခိုက်ခဲ့၍စစ်ကော်မရှင်ဘက်ကထိခိုက်တိုက်ဆုံမှုများခဲ့ခြင်းဖြစ်ကြောင်းသိရသည် စစ်ကောင်မရှင်သည်ပြီးခဲ့သည့်စက်တင်ဘာ26ရက်နေ့ကလည်းလက်လွတ်ဆုံးရှုံးခဲ့ရသည့်စင်လန်အနီးရှိကကင်းစခန်းကုန်းဖြစ်သည့်လေတာစခန်းကိုပြန်လည်ရယူရန်စစ်ကြောင်းထိုးလာရာထိခိုက်ဒေဆုံးခဲ့သည့်အတွက်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်များကိုဆွဲ၍နောက်ဆုတ်ထွက်ပြေးရကြောင်းသတင်းရင်းမြစ်ထံမှသိရသည် စစ်ကောင်မရှင်သည်တောင်ကုန်းပလောင်ရိုးလန်းပေါ်ရှိကကင်းစခန်းများနှင့်ဂိတ်စခန်းများကိုပြန်လည်ဆုံးမှုရနိုင်ရန်ကြိုးပမ်းနေပြီးစစ်အင်အားများပါတိုးချဲ့နေသည်ထို့ပြင်စစ်ကောင်မရှင်သည်ညောင်ကျိုးစခန်းကိုလက်လွတ်လိုက်ရပြီးနောက်ညောင်ခြေတော့ရှိအမှတ်6ကာကွယ်ပစ္စည်းဆက်ယုံကပ္ပစာ6ကိုကာကွယ်ရန်အတွက်ဆက်ယုံအတွင်းနှင့်ဆက်ယုံပဝင်းကျင်တွင်အင်အားများတိုးချဲ့ပြီးဆောက်လုပ်ရေးအင်ဂျင်နီယာတပ်များဖြင့်ပါလုံခြံရေးယူထားရကြောင်းသိရသည် အေဒီပြီးခဲ့သည့်အောက်ကုလမှစပြီးညောင်ချီတော့ဆင်လန်ရွာဝန်းကျင်ရှိကကင်းများကိုစက်တိုက်တိုက်ခိဒီရှိမှချက်တွေနဲ့ပတ်သက်ရင်လာပြည့်နေတွေလောက်ပဲနေတွေအများစားတွေကသနာတွေတွေ့ပြီးတော့တိုက်ခတ်ကြတာမဟုတ်ပါဘူးဆင်းရဲရအသာကြီးရနိုင်မဲ့ရက်တွေကိုပဲမရအရာညောင်တိုက်ခတ်ခဲ့ကြတာဖြစ်ပါတယ်ဒီပလောင်လက်နက်ကလေးပုံ DNL ရဲ့ဒီဌာနချုပ်ကြီးရှိနေတဲ့နမ်ဆန်နဲ့ပတ်သက်ပြီးပြင်ဆင်ရရင်ပြီးခဲ့တဲ့2023ခုနှစ်ဇန်နဝါရီလရက်နေ့မရမကအရောင်တိုက်ခတ်ပြီးတော့ဒီဇင်ဘာ16ရက်နေ့ပြင်သနာနေ့ကြာနေမှာပလောင်နေတဲ့အနှစ်တစ်ခုအနေနဲ့ရအောင်ပြီးတိုက်ခိုက်သွားခဲ့တာဖြစ်ပါတယ် ဘယ်လောက်နှစ်တက်ကူမှာတော့2955ခုနှစ်ဖြစ်ပေမဲ့မြန်မာပြက်ကလေးမှာတော့ဒါကရက်ပြက်တရားနေဖြစ်နေပါဘူး။ဆိုလိုချင်တဲ့အဓိပ္ပာယ်ကတော့ဒီဘယ်လောက်လက်နက်ကြိုင်တော်ပေါ်တဲ့ LV4 လည်းရက်ရစာတွေပြက်တရားတွေတွေ့ပြီးတော့စီရင်ယူမှန်းချက်တွေထားနေရမှာမဟုတ်တယ်လို့တက်မတော်ဘက်ကလည်းလိုအပ်တဲ့စီရင်လောက်ဆောင်မှုတွေမှာရက်ရစာတွေပြက်တရားတွေဒါပြည့်လောက်ွယ်နေနေဆောင်ရွက်ရမှာမဟုတ်ဘူးဖြစ်ပါတယ်။ ။ဘာကြောင့်လဲဆိုရင်ဒေသခံပြည်သူလူထုတွေရဲ့အကျိုးစီးပွားတရက်ပြီးတရက်ကြာမြင့်နေတဲ့စစ်ရဲ့အနှိမ့်ထာယုံနေနဲ့အကြမ်းဖက်သမားတွေထိန်းချုပ်ထားတဲ့ဒေသတွေမှာနေထိုင်နေရတာတွေနဲ့စရင်တနည်းပြီးတနည်းလင်းလင်းမြန်မြန်နဲ့ပြန်လည်ထိန်းချုပ်နိုင်ကြမယ်ဆိုရင်ပို့ပြီးတော့ဒေသခံပြည်သူတွေအတွက်အများကြီးအကျိုးဖြစ်စေမှာဖြစ်ပါတယ်။အဲဒီလိုလေတမတော်ကပရမတ်ပရဒီစင်တာရဲ့နောင်ချိုးကြောင်မဲတီဘောမှာလည်းတီဘောကတရကန်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။အဲဒီလိုလေနောက်မှာရှိနေတဲ့မိုးကုတ်မိုးမိတ်အပါဝင်နမ်ဆန်နမ်တူမန်တိုစားရမျိုးတွေအားလုံးကလည်းပြန်လည်လွှဲပြောင်းရမယ်ဆိုတဲ့ဂျီမန်ချက်ထဲမှာဒုတိယဦးစားပေးတတိယဦးစားပေးနေတဲ့ရောက်ရှိနေဖြစ်ပါတယ်။ဆိုတော့ ဒီနေရာမှာပလောင်လက်နက်ကင်တဲ့ပုံတရားနဲ့လေးထင်းချုပ်ထားတဲ့ဒီဘုံမျိုးတိုင်းနဲ့ပတ်သက်ရင်တမောကဒီရပိုင်းလေးရောင်းတိုက်ခိုက်မှုတွေကိုကြည်ချင်းအပြင်တိတိကျကျနဲ့တွားရောက်တိုက်ခိုက်နိုင်ခဲ့တာတွေ့ရပါတယ်။ဒီနေ့အော်တိုဘာ6ရက်နေ့မနက်9:40မိနစ်40ဝန်းကျင်ဒီရောင်းတိုက်ခိုက်မှုကိုပြန်ကြည့်ရင်လည်းဇက်စုရဲ့အတွင်းဒီရောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။နေမီကတရင်နေစီကနေချိန်ဆက်ရရှိတာကတော့ဒီထွေအိုးယုံအနီးနောက်ပြီးဆက်သွေယုံအနီးခုံကြီးယုံအနီးသုံးသက်ဆောင်အနီးမှာလေးရောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီနေရာတွေဆိုတာကပလောင်လက်နက်ကင်တဲ့ပုံတရားနဲ့အလွေဝန်းရောက်စုဖွဲ့နေတဲ့နေရာတွေဖြစ်ပါတယ်။ဒီကနေ့ဆက်သွားရင်တော့တုံစင်ဘက်ကိုရောက်မယ်။တုံစင်ရဲ့အလွန်မှာခလာရ20ဖြစ်ပါတယ်။ ွေကဆက်လိုက်ရ93ခန်းတော့မိုင်းရလေစားတဲ့တက်တယ်မှာဝင်ရောက်နေထိုင်တာတွေရှိတယ်လို့ဒီဘုံမြို့မှာရှိနေတဲ့မြို့ပေါ်ရက်ခွဲဆက်ရက်ခွဲထဲမှာလည်းအဓိကကြားတဲ့နေရာတွေစေယုံကပ်ဝန်းကျင်တွေမြို့လယ်ရဲပမာပရင်းတောင်ရပရင်းမြောက်ရပုံကျင်စားတဲ့နေရာတွေရက်ခွဲတွေအများကြီးထဲမှာမှာအဓိကကြားတဲ့နေရာတွေခန်းစစ်စင်လို့ကောင်းတဲ့နေရာတွေနဲ့ဥပမာကျောင်းမင်းမျိုးတင်တက်ပွဲဆိုလို့ရှိရင်မြို့ဝယ်မှာရှိနေတဲ့ Golly Hotel မှာအဓိကချုပ်ပြီးတော့ကန်စစ်ပြင်ထားတယ် comment center တွေနဲ့ပြုလုပ်ထားတယ်အခုဒီဘုံမြို့နဲ့ပတ်သက်ရင်လည်းဒီ San Fei မှာရှိနေတဲ့ Kumu Dra Hotel ဆိုတာကပလောင်လက်နက်ကန်တဲ့ပေါ် DNL တွေရဲ့ဌာနချုပ်တစ်ခုရှိနေတယ်ရှေ့တဲ့ဌာနချုပ်လို့ပြောလို့ရတဲ့နေရာတစ်ခုဖြစ်ပါတယ် ေပေါင်းမြို့ထဲမှာလည်းဘလောင်လက်မှတ်ကိုင်းတဲ့ပုံ DNA လေးနဲ့အပေါင်းပါတွေစုဖွဲ့နေတဲ့နေရာတွေရှိပါသေးတယ်။နိုင်ငံပိုင်အစအုပ်တွေအစိုးရပိုင်အစအုပ်တွေနဲ့စာတင်ကြောင်းတွေဖုန်ကြီးကြောင်းတွေမှာဝင်ရောက်နေထိုင်နေတာတွေရှိပါသေးတယ်။အားလုံးဒီလိုမျိုးခံခိုင်မာမှာပြောရတယ်လဲဆိုတော့ဘလောင်လက်မှတ်ကိုင်းတဲ့ပုံ DNA လေးကိုထိန်းချုပ်ပြီးတော့ဆစ်ရှုံမျိုးစုပွန်သွားတဲ့နေရာတွေကိုပြန်ကြည့်ရင်နောက်ချုံမှာပဲကြည့်ကြည့်ဒီပေါ်မှာပဲကြည့်ကြည့်ဘလောင်လက်မှတ်ကိုင်းတဲ့ပုံ DNA လေးထိန်းချုပ်ပြီးတော့ ဆောက်ခွာထွက်ပြေးသွားတဲ့အချိန်စကန်းချထားတဲ့နေရာတွေအလုံးအဌာနဆိုင်ရာအဆောက်အဦတွေဂျုံတွေဂျိတ်တာတွေဖြစ်ပါတယ်။ခွန်ကြီးကျောင်းတွေမှာဝင်ရောက်နေထိုင်တာတွေလည်းရှိရဆိုပေမဲ့အဓိကကတော့ပလောင်လက်နက်ကန်တုံ DNLA ရဲ့ခန်းစစ်ပြင်ဆင်ထားတဲ့နေရာတွေကခန်းငယ်မှာမှရှိတဲ့အဆောက်အဦကြီးမားတဲ့ဈေးရုံတွေစာတင်ကျောင်းတွေနောက်ပြီးတော့ခွန်ကြီးကျောင်းတွေဌာနဆိုင်ရာအဆောက်အဦတွေဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီဘောမျိုးတင်တဲ့ဝယ်ဆင်းသွင်းနေတဲ့တမောစစ်ကျောင်းတွေကဒီထင်မှာလည်းနေမရှင်းလေးတွေဆောင်ရွက်နေပါတယ်။ဒါတကယ်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ကျွန်တော်တို့အခုကြောင်မဲကနေဒီဘောကိုတော့ ော်ရေမျိုးသိမ်းတိုက်ပွဲကိုဂုဏ်ပြုဖို့အတွက်ဆက်ပြီးတော့နောက်ဆောင်နေရမှာဖြစ်ပါတယ်။ပြောရရင်တော့ဒီဘောမျိုးသိမ်းတိုက်ပွဲကတရင်ကျွလာပြီနေအလွန်ကာလတွေမှာလက်ကမ်းကိုရောက်ရှိနေပြီဖြစ်ပါတယ်။ဒါပေမဲ့အခုလက်ရှိဒီဒီပေါ်မျိုးတွေမှာတော့ပလောင်လက်နက်ခါတဲ့ပုံတရားနဲ့အရေကမထင်မထင်တယ်လို့ခေါ်ယူစစ်စစ်ဖမ်းပြီးတာလည်းပြုလုပ်နေရတယ်လို့သိရပါတယ်။ဒါကတော့ဒီအော်တိုဘတ်တရားနေ့ကစပြီးတော့ဒီနေ့အော်တိုဘတ်6ရက်နေ့ဒီတမရရဲ့လေချောင်းတိုက်ခိုက်မှုတွေကပလောင်လက်နက်ကန်တဲ့ပုံတရားနဲ့လည်းထင်းချုပ်ထားတဲ့နေရာတွေအားလုံးကိုတိတိကျကျထိထိမိမိနဲ့တော့ရောက်တိုက်ခိုက်နေကြတာဖြစ်တဲ့အတွက်ထိခိုက်သေးဆုံးမှုတွေကတော်တော်ကြီးများခဲ့ပါတယ်။ကုမတရာဟိုတယ်လေချောင်းတိုက်ခိုက်မှုကလည်းအယောက်30ကျော်သေဆုံးနေပြီဖြစ်ပြီးတော့ပလောင်ရဲ့အကြီးပိုင်းတွေသေဆုံးမှုက၄ယောက်ကျသွားပြီလို့သ သိရပါတယ်။ဟောမှပြီးတော့ရေးခေါ်ခြင်းရောက်ရှိနေတဲ့ဒီအရာရှိတယောက်အပါအဝင်ဆုံးက၅ယောက်မြောက်ဖြစ်လာတော့မှာဖြစ်ပါတယ်။ဒါအပြင် အခုဒီကြောင်မဲကလည်းဆေရှုံပြီးဆုတ်ခွာသွားတယ်ပလာလက်နဲ့ကိုင်းတော့ဒီကနေအရင်းနဲ့အပေါင်းတော်တွေကဒီဘောမျိုးတွေဒီဖန်စီခေါ်ဆောင်သွားတယ်ဖန်စီကံရတဲ့ဒီတကံတွေရှိနေတယ်လို့သိရပါတယ်ဒီဒီတကံတွေကိုတော့အခုဒီလပြည့်ကျော်နှစ်ရက်သုံးရက်မှပြန်လေလွတ်ပေးမယ်ဆိုတဲ့သတင်းတချို့ကိုလည်းကြားသိနေရပါတယ်ဒါကကြောင်မဲမျိုးတိုင်တိုက်ပွဲအတွင်းပထမကြောင်မဲကိုထိုးဆစ်ဆင်တိုက်ခဲ့တဲ့အချိန်လေးကစပြီးတော့ဖန်စီခံခဲ့ရတဲ့ဒီတကံတွေလည်းအများကြီးရှိပါတယ်ဌာနဆိုင်ရာဝန်ထမ်းတွေလည်းအများကြီးရှိပါတယ်ဒီဌာနဆိုင်ရာဝန်ထမ်းတွေဒလန်ကောင်းတဲ့တပိကံဖန်ခံရတဲ့ဒီတကံတွေကိုပလောင်လက်နဲ့ကိုင်းတဲ့ဘောင်ဒီအနယ်ကခရယာ yes scan မြို့မှာ yes scan တွေမှာဖန်စီခဲ့တာဖြစ်ပါတယ်ဖန်စီချုံနောက်ထားပြီးတော့ရိုက်နှက်တာတွေတက်ဖြတ်တာတွေလည်းပြုလုပ်ခဲ့ပါတယ် ဒလန်ကောင်းစင်တက်ပြီးတော့ခေါ်ယူစစ်ဆေးရင်းနဲ့ပဲအင်ဂျင်မလာခဲ့ကြတဲ့သူတွေနဲ့အများကြီးရှိပါတယ်။ပလောင်လက်မှတ်ကန်တဘောတရားနဲ့လူချင်းချုပ်သားတွေကြောင်မဲမြို့မှာဖမ်းဆီးခံရတဲ့ဒေသခံပြည်သူအယောက်တရာကျော်ရှိသွားပြီဖြစ်ပြီးတော့တက်ဖြတ်ခံရတာက38ယောက်ရှိသွားပြီဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်။အမှန်ပြီးတော့ကျွန်တော်ချိတ်ဆက်နေတဲ့သတင်းအရာကျွန်တော်ကျွန်တော်မိတ်ဆွေရဲ့ဦးလေးအရှင်နဲ့တငယ်ချင်းအပါဝင်တွေ့မယ်ဆိုရင်ကြောင်မဲမြို့မှာပလောင်လက်မှတ်ကန်တဘောတရားနဲ့လူဖမ်းဆီးပြီးတော့တက်ဖြတ်ခံရတဲ့အရေးတွေက40ပြည့်တော့မှဖြစ်ပါတယ်။ဆိုတော့ဒီဖန်စီခံရတဲ့သူတွေကအသက်ရှင်နေတဲ့သူတွေကိုပလောင်လက်နက်ကိုင်တဘောင် DNA လေးကလူသားတရားအနေနဲ့ဖန်စီခေါ်ဆောင်ပြီးတော့ကြောင်ပေါ်ထိခေါ်သွားတာဖြစ်ပါတယ် ဒီဘောကလည်းမကြခင်စရှုံးတော့မှာဖြစ်ပြီးတော့လက်ရှိအခင်အချင်းပလောင်နေစုဖွဲ့နေရတွေကိုတမတော်ကလေချောင်းကနေကင်းထောက်ချီမုံတော်တွေပြုတ်လုံနေတယ်ပဲတိကျတည်ဆုံးမှုတွေလည်းများခဲ့ပါတယ်ဒီနေ့မနေ့လေချောင်းတိုက်ခိုင်မှုနှစ်ခုကိုပြန်ကြည့်ရင်ဒီဘောမှာပဲဖြစ်ဖြစ်နမ်တူမှာပဲဖြစ်ဖြစ်ကြည့်လိုက်ရင်တိကျတည်ဆုံးမှုကအတိအကျကြောက်ရောက်ပါဝဲခဲ့တာဖြစ်ပါတယ် ဒီဘုံမျိုးရဲ့လေရောင်းတက်ခိုက်မှုကတော့တိကျတည်ဆုံးမှုမရှိဘူးလို့သိရပါတယ်။ဒေသကြော်တွေလည်းတိကျတည်ဆုံးမှုမရှိတယ်လို့ကလောင်လက်နက်ကန်တဲ့ဘုံတည်ရတဲ့အလေတွေလည်းတိကျတည်ဆုံးမှုမရှိခဲ့ဘူးလို့သိရပါတယ်။ဒါပေမဲ့ခိုးအောင်နေတဲ့နေရာမှာဒီရောင်းတက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်သူတို့နဲ့ဆက်ဆက်ပစ္စည်းတွေနဲ့ပောက်ပုတ်ပစ္စည်းတွေကတော့ဖြစ်စီသွားမယ်လို့ခံမရပါဘူး။ဒါမှမဟုတ်မှရှိနေတဲ့မျိုးလေဒေသကြော်တွေရောင်းတက်ခိုက်မှုပြုလုပ်ခဲ့တာကတော့တိကျတည်ဆုံးမှုရှိပါတယ်။ဒါပေမဲ့ကလောင်လက်နက်ကန်တဲ့ဘုံတည်ရတဲ့အလေဘက်ကတော့လာပြင်းနေကိုလေရောင်းတက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်တိကျတည်ဆုံးမှုမရှိဘူးလို့ဆိုပေမဲ့နေရင်၁၀လုံးထပ်မနေဖြစ်စီခဲ့ပါတယ်။ က်လောင်းအရင်မြစ်တွေရှိနေတဲ့နေရာကိုတင်းတဲ့ကြာရောက်ပောက်ခွဲခဲ့တာဖြစ်ပြီးတော့ဒီပတ်ဝန်းကျင်ကစုဖွဲ့နေတဲ့နေရာတွေအိမ်တွေလည်းပျက်စီးခဲ့တာဖြစ်ပါတယ်။ဘာကြောင့်ထိခိုက်သေဆုံးမှုမရှိဘူးလို့တရင်မားတွေထုတ်ပြန်ရတယ်ဆိုတော့ပက်လောင်းတွေရဲ့အရင်မြစ်တွေပြက်ကြည့်တဲ့လူတွေသေဆုံးတဲ့လူတွေအားလုံးကြည့်လိုက်ရင် DNA တွေဖြစ်တဲ့အတွက်ပျက်စီးရင်းတွေကိုမပြောက်ဘူးလို့ပဲခံနိုင်ရပါတယ်။ထိတဲ့ရေးရပြပြသွားမှဆိုတာတွေတန်းတော်ရဲ့လေကြောင်းတိုက်ခတ်မှုနဲ့ပတ်သက်ပြီးတော့ခြောက်ချမှုတွေကတခြားပလောင်အဖွဲ့တွေစီကမကူဆက်ရေးအတွက်တောင်းရတယ်လို့ပဲခံနိုင်ရမှာဖြစ်ပါတယ်။ဆိုတော့တန်းတော်ရဲ့လေကြောင်းတိုက်ခတ်မှုက NAM2 MANDO တမရှင်နေမြေလေကြောင်းတိုက်ခတ်မှုကလည်းထိရောက်တယ် ိဆုံးမှုတွေများတယ်။ဟောရင်းမြစ်တွေကိုရချိုးနိုင်ခဲ့တာဖြစ်ပြီးတော့တမန်ဟာနေထင်ကျုံနေပြီဖြစ်တဲ့အခုလက်ရှိကြောင်မဲနဲ့တီဘောမှာလည်းတမန်ရဲ့လေကြောင်းတိုက်ခိုက်မှုကတီဘောမျိုးအနီလေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကပြန်ကြည့်ရင်အော်တိုဘာ၂ရက်အော်တိုဘာ၄ရက်အော်တိုဘာ၅ရက်နဲ့ဒီနေ့အော်တိုဘာ၆ရက်လေကြောင်းတိုက်ခိုက်မှုတွေအများမှာပလောင်လက်နက်ကင်တဘောတီယန်အလေရဲ့တီဆုံးမှုကကြည့်စုစုပေါင်းလေကြောင်းတိုက်ခိုက်မှုအလုံးကိုပြန်ကြည့်လိုက်မယ်ဆိုရင်တီဆုံးမှု၄၀နဲ့၅၀ကြာရှိမယ်လို့ခန့်မှန်းရပါတယ်။ ဒါကတော့ဒီဘလောင်လက်နက်ကန်တဲ့ပေါ် DNL ရဲ့ထိခိုက်တိုက်စုံးမှုတွေနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒါပြင်ရင်ကြီးဖြစ်တဲ့အတွက်ဒီဒီကြောင့်တိုက်ခိုက်မှုတွေစစ်ပွဲရဲ့အနေထားရုံနဲ့ပတ်သက်ပြီးတော့မတင်ဆက်ပေးချင်ပါဘူး။ဒါပေမဲ့လည်းစစ်ပေါ်နေတဲ့အခင်းအကျင်းတွေပြည်ပေါ်ကိုအင်ပြန်မဲ့ရှန်တိုင်းရင်းသားတွေဒေသခံရှမ်းလူမျိုးတွေနဲ့ကျွန်တော်တို့ရဲ့မိဘပြည်သူတွေအတွက်လက်ရှိဖြစ်ပေါ်နေတဲ့သတင်းကိုရိုက်ကူးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒီနေ့လာပြည်နေမှာမိသားစုတွေနဲ့အားတို့အားလုံးပျော်ပျော်ပါပါပျော်ရွှင်နိုင်ကြပါစေလို့လည်းစတောင်းပေးလိုက်ပါတယ်။ဟုတ်လားမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါပဲ။